လုံးမဲမင်္ဂလာပါရှင်မြန်မာဝိုင်တီချန်နယ်ရနေ့ပရိသတ်များအားလုံးကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူဇေယနာရမညရည်သားထားတဲ့အောင်မြတ်တာနဲ့မနန်းစောတိုင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းမစသေးခင်မှာ channel လေးကို like and subscribe တွေနဲ့ဇာတ်လမ်းတိတိတိနာသိနိုင်ဖို့ notification လေးနှိပ်ပေးပါအောင်နော်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစလိုက်ပါပြီမိုးလင်းပြီဆိုတာနဲ့လေတဲစင်းသူစင်းတော်တဲ့ဝင်သူဝင်နဲ့ တတိကုန်းရွာလေးက၆ကန့်လျက်ရှိရာထုံးစံလိုလို ဖြစ်နေတယ်။ရွာထဲမှာကြံခဲ့တာဆိုလို့ကလေးတွေနဲ့တက်ကြီးရွယ်ဦးတွေပဲရှိရဲ။ကလေးတွေကတော့စော့မယ်စားမယ်အဲ့လောက်ပဲတွေးနေတတ်တယ်။ဒါပေမဲ့မနန်းစော့လေးကတော့ဘသူနဲ့မှမစော့ပဲတယောက်တည်းလိုလိုဖြစ်နေတာတော့ထူဆန်းတယ်။သူများတွေလာခေါ်ရင်လည်းမကစားဘူးဆိုပြီးခေါင်းမြဲခါတတ်တယ်။မနန်းစော့ကမွေးလာတဲ့ရနေအခုအသက်ရှင်နေသည့်စကားမပြောတတ်ဘူး။မနန်းစော့အားတဲ့ချိန်မှာရွာနောက်ကတောင်ကုန်းလေးဘက်ကိုစိုက်ကြည့်နေတတ်တယ်။ မနန်စောတို့မိဘတွေကလည်းဆင်းရဲကြတယ်။တနေ့လုံးမှတနေ့စားဘဝတွေမှုအလူအတန်းဆိုတာလည်းမရှိသလောက်ရှားလာတယ်။မနန်စောလေးကတော့သူ့အမေကိုအလူလှုပ်ချင်တဲ့ကြောင့်လမ်းဟန်ချီဟန်လေးနဲ့ပြောနေတော့အမေလို့သူကတမီးရဲ့အမေတို့ကတနေ့လုံးမှတနေ့စားရတာတမီးလေးလှုပ်ချင်တဲ့အလူကိုလှုပ်ဖြစ်အောင်အမေတို့စူးစမ်းပေးမယ်နော်။ထို့အခါမနန်စောကအလူကိုသူ့မွေးနေ့မှာလှုပ်ချင်ကြောင်းသူ့မွေးနေ့မရောက်ခင်အမေတို့အတွက်အလူလှုပ်ဖို့လူအပ်တဲ့ငွေကြေးကို သူ့ဘိုးကလာပေးမယ်ဆိုပြီးချေဟန်လက်ဟန်လေးနဲ့ပြောတော့မိဘတွေကမယုံတဝက်ယုံတဝက်နဲ့မိမိရော့ရော့ထားလိုက်ကြတယ်။မန်နန်စောမွေးနေ့လို့ဖို့နှစ်ရက်သာကြံတော့တယ်။ဒီနေ့မှုချင်းတွေ့လို့တိညာတော်လေစောစောဝင်ရအောင်အဖေကြီးမိမဒီနေ့မှုချင်းနေတိတ်မတွေ့ဘူးနော်။စောစောသွားမှသူများထက်ဦးမှာမနန်စောစောထထသွားကြတာပေါ့။မနန်ကြတော့လင်းမယားနှစ်ယောက်ထမင်းတောင်ကိုစီနဲ့တော်လေဝင်ခဲ့လိုက်တယ်။တော်လေမရောက်ခင်ရွာအနောက်တောင်ကုန်းပေါ်ဟာဈေးဒီကိုဖူးကျင်တာနဲ့ လီမယာနီကဖះဘော်တက်လာခဲလိုက်တယ်။ဖះဘော်ရောက်တော့ဟဲရင်မြေတကူလုံးကြောက်တဲ့ပဒံများတွေအပြည့်ပါလာတော့ရေးထူးဆန်းလိုက်တာကျုပ်တို့သူတော်ကောင်းနဲ့တည်းကမဆတာပဲပလိုင်းနဲ့ရွှေတွေထက်လေဘာလို့နေရလဲလီမယာနီကပလိုင်းနဲ့ရွှေတွေကောင်းထည့်လိုက်တာနဲ့ရင်မြေတကူလုံးကရွှေတွေပျောက်ချင်းမလားပျောက်သွားပါလေရောပလိုင်းထဲမှာလည်းဂဲလုံးတွေဖြစ်ကုန်တယ်မျက်လုံးအမြင်မှားတဲ့တင်မီကြီးရောလည်းဘာမှမရှိရော့ ဒါနဲ့ဖျားဘော်ကပြန်စင်းမှုလုပ်တဲ့ချိန်မှာရင်ပြေမှာကြောက်တံပဒံများတွေပြည့်နေပြန်ရောအဲ့လိုကောင်းလိုက်ပျောက်သွားလိုက်နဲ့သုံးလေးခါကြာတော့အမေကြီးရေငါတို့စမ်းတက်နေပြီတင်တယ်။တမီးလေးပြောတဲ့အလှလှုပ်ဖို့ငါတို့စိတ်ကိုစမ်းတက်နေပြီတင်တယ်။အဲ့ဒီရောစမ်းကြည့်ရအောင်။ဘလို့စမ်းမှာလဲတော်ရလဲ။အခုငါတို့ယူမှန်ချက်ကတမီးလေးအတွက်အလှလှုပ်ပေးဖို့မို့လား။အဲ့ဒီအတွက်အလှတစ်ခုလှုပ်ဖို့လုံလောက်တဲ့ပမာဏကိုပဲယူကြတာပေါ့။ဆိုပြီးတော့ရင်းမြစ်အဆက်နာမှာကြာနေရဲ့ ရွှေလက်ကောက်တခွင်းကိုကောက်ယူလိုက်တယ်။ဟုတ်တော့ဒီတခါရွှေအတိုင်းပဲရတယ်။ထူးဆန်းလိုက်တာဒါသမီးလေးရဲ့ဖုံးကန်ထင်းနဲ့တော်ရင်လင်မယားနှစ်ယောက်လုံးဝန်းသာစွာနဲ့အင်ကိုအပြေးပြန်လာပြီးရလာတဲ့ရွှေလက်ကောက်ကိုထူခွဲရောင်းချပြီးတော့သမီးလေးနာမည်နဲ့ရွာဦးကြောင့်အသေးဆောင်လုပ်တဲ့နေရာမှာလှူခဲ့ပေးလိုက်တယ်။အဲဒီနေရာစပြီးနန်းစော်လေးကအမြဲတမ်းလိုလိုပြုံးရွှင်နေပါလေရော။တနေ့မှတော့အဖေနဲ့အမေထပါအောင်သမီးနန်းစော့ပါ အဖေနဲ့မေကိုတမီလာကြတော့တာပါတကယ်တော့တမီကလူပြည့်ကိုခဏအလဲလာပြီးတော့ကောင်းမှုကုသိုလ်လာလောက်တာပါအမေအဖေတို့အမေတို့လည်းအမြဲတတိယနေမှာပါအဖေနဲ့အမေတမီသွားတော့မယ်နော်နောက်ဆုံးနေနဲ့တမီကြတော့ခဲ့ပါတယ်ဆိုပြီးတော့လက်အုပ်လေးကြီးကြတော့နေလေရဲ့လီမယားနှစ်ယောက်လုံးအာစေးမိထားတယ်လို့ဘာမှမပြောနိုင်ပဲတမီလေးကိုစိုက်ကြည့်နေမိတယ်အဖေနဲ့အမေတမီသွားတော့မယ်နော်တမီကိုတွေ့ချင်းလာပြေးလာခွေနေတာ စီရီလေးမှာစီမီနဲ့အမွေးနဲ့သာပူဇော်ပြီးခေါ်ပါနော်။တမီလာခဲ့ပါမယ်။တမီတမီယောက်ျားဘာဖြစ်တာလဲ။အိမ်မဆိုးတွေမှတ်နေရလား။ငါတမီငါတမီလေးကိုတွားကြည့်မြ мян တမီလေးဆိုပြီးထားကြည့်ရော့ရင်ဘတ်ပေါ်လက်တင်ပြီးအိပ်ပျော်နေတယ်လို့ကြွယ်လိုနေတဲ့နန်းစောလေးကိုတွေ့လာရတော့တယ်။နန်းစောအာသူပါကျတော့တရွာလုံးအမွေးနဲ့သာရီနဲ့ထုံလွှမ်းနေရအောင်ထူးထူးဆန်းဆန်းကြုံခဲ့ရတယ်။ ကြောက်တော်သူရှာရင်တွေ့တေတော်သူကြာရင်မေးဆိုပေမဲ့ကွယ်လွန်သူတမီးလေးကိုတော့မိဘနှစ်ပါအနေနဲ့မေးမရနိုင်ခဲ့ဘူး။လာပြေလာကွယ်ရောက်တိုင်းစီဒီလေးမှာတမီးလေးနဲ့တွေ့ဖို့ဆူတောင်းမိမဲ့တမီးလေးကိုခုထိမတွေ့ခဲ့ရ။ဒါပေမဲ့တညမှာတော့အဖေနဲ့အမေတမီးလာတယ်လေ။ထားကြည့်ပါဦး။ဟမ်တတမီးနန်းစောလေးကခေါင်းမှာဒဇင်ကက်တွေနဲ့ပန်ထားတာ။ရွှေအိုရောင်ထားမဲ့သိလေးနဲ့ပျော့ဤရဲ့ဇန်တွေကိုချထားတာ။အိုး အရန်လာလိုက်တာတမီးလေးရဲ့အမေတို့စီလာလေတယ်ပေါ့နော်ဝမ်းသာလိုက်တာတမီးလေးရဲ့ဆိုပြီးလှမ်းဖက်ဖို့လို့တော့နန်းစောကအနောက်ကိုဆုပ်လိုက်တယ်အမေနဲ့တမီးနဲ့ကဘဝချင်းချားနေပါပြီအခုလေခဏပဲအချိန်ရလို့လာခဲ့တာပါ အမေတို့အတွက်ယင်းဒီလောက်ကန်စားတော့ဖို့တမီးပိုင်နဲ့ပြည်စီ၍အနှဲငယ်လာပေးရပါဒီအကြောင်းလေးကိုဘသူ့ကိုမှမပြောပါနဲ့တမီးတို့အတွက်အနေရရှိရဲ့ဒီယုံမှုလေးပေးခဲ့ပါလေဆိုပြီး ကြောခိုင်းထားတဲ့သမီးလေးကိုကြည့်ပြီးနဲ့အမေကြီးဘာဖြစ်တာလဲကြောင်ကဒန်းနေអော်နေရဘာဖြစ်လို့လဲသမီးလေးသမီးလေးလာတယ်တိုးစီလာတယ်ရွံမှုရွံမှုဆိုပြီးတော့အရှိကိုပြေးကြည့်တော့ခြံဝါမှာရွံ့ဧည့်လေးတလုံးကိုဖွင့်ကြည့်လိုက်တော့ကြောက်တဲ့ပဒံများတွေနန်းစောရမီပါတွေနေချင်းညာချင်းချမ်းသာလာခဲ့တယ်တယောက်စကားတယောက်နာနဲ့တတိယကုန်းစီဒီမှာရတနာတရှိရဲဆိုတဲ့တဲ့ရင်က တမန်ဟုတ်ချင်းပြန့်နှံ့သွားခဲ့တော့တယ်။တိုက်စီအားလိုလိုပါလိုလိုလူတွေရလဲတတိကုန်းရွာမှာခြေချင်းလိန်နေကြတယ်။တညမှာတော့အမေထပါအောင်အဖေထပါအောင်တမီးတို့ရောဒုက္ခရောက်တော့မယ်။တမီးတို့ကိုကူညီပါအောင်။တမီးဘာဖြစ်တာလဲအမေတို့ပြော။တမီးတမီးတို့တိုက်ကို လာတူးတဲ့တိုက်စီအားတွေအဖိုးဖမ်းထားတယ်။တမီးတို့လည်းလိုက်ရှာနေကြတယ်။တိုက်တကောင်ဖွင့်ခိုင်းနေပြီအမေ။အဲ့ဒါအမေတို့ဘာလုပ်ရမလဲ။ အမေတို့ဘလို့ကူညီရမလဲတမီးအချိန်မရဘူးအမေတမီးပြောပြမယ်မနှက်ပြန်တီးပါဦးယောဂီဝင်လူငယ်နှစ်ယောက်လမ်းကျုပ်ဝင်လာလိမ့်မယ်သူတို့ပဲကူညီနိုင်မယ်အမေအခုတမီးကိုချိန်နဲ့ရိုက်ခေါ်နေပြီတမီးသွားတော့မယ်အမေတမီးတမီးတော့ရင်ဒုက္ခရောက်ပြီတမီးတို့တိုက်ကိုတိုက်စရာတွေလာတူးနေပြီတမီးတို့ရောသူ့အဖိုးတိုက်ချုပ်အဖိုးကိုပါဖမ်းထားတယ်တဲ့အခုပဲငိုယူပြီးလာပြောသွားတယ်ဘလို့လောက်ကြမလဲ ခုလည်းရောင်းနေလာခံနေပြီမနဲ့ကြရင်ရွာဟိုဆရာလေးနှောင်လာမယ်တဲ့အဲ့ဒါတော့ရွာထိတ်မှာသွားကြည့်ပြီတွေ့ရနဲ့အိမ်ကိုပင့်ခဲ့ကျုပ်ဖျားမိပူဇော်ပြီးဆူတောင်းပေးနေမယ်ရောင်းနေရစပားတပြားရောက်ချိန်မှာတော့မိမရေဒီမှာဆရာလေးတို့ပါလာပြီဆရာလေးတို့အိမ်မော်ကြွပါအောင်ဆရာလေးတို့လာမယ်ဆိုပြီးအိမ်မက်ပေးလို့အဲ့ဒါသွားဆောင်နေရဘာအရေးကိစ္စရှိလို့လဲအရင်ဒီလိုပါဆရာလေးခြေချောင်းကုန်စင်ရှင်းပြလိုက်တော့ဩ လက်ဆက်သက်တော့တိုက်တူးသမားတွေပဲစိတ်မပူပါနဲ့ကျုပ်တို့အတက်နိုင်ဆုံးကူညီပေးပါမယ်အဘဆရာကြီးရရလဲဒီလိုဖြစ်ရမျိုးလက်မခံကြပါဘူးလာဟိတ်သက်ခိုင်ဇေဒီအနောက်ကတောင်ကုန်းပေါ်သွားကြရအောင်အကြီးတို့ကအိမ်မှာပဲနေခဲ့ပါကျုပ်ဒီမှာဆေးဖျောင်းနိုင်တွန်းခဲ့မယ်ဒီဖျောင်းနိုင်မငြိမ်သေးပြီသူတို့အကြံမအောင်ကျုပ်တို့ကိုခွင့်ပြုအောင်ဆိုပြီးဖျားစင်ပေါ်မှာဖျောင်းနိုင်တတိုင်းအတိတ်ထံနဲ့တွန်းခဲ့လိုက်တယ်သက်ခိုင်ဟိုတောင်ကုန်းကိုကြည့်စမ်း ယုတ်တရက်ကြည့်ရင်အမျိုးသမီးတယောက်ပလက်အိတ်နေရဲ့ပုံစံနဲ့မတူဘူးလားယုတ်တရက်ကြည့်ရင်တူတယ်နော်ဆရာအင်းအဲ့ဒါမနန်းစောတိုင်နမ်းပဲမနန်းစောဆိုတာရှမ်းအနယ်ဝင်အမျိုးသမီးကိုမျိုးရှင်နဲ့ပလဲရင်တို့မောင်နှမထံမှာခစားတဲ့ရှမ်းစော်ဘွားတတိတူရဲ့သမီးရော်ပဲကိုမျိုးရှင်စီမှာတစ္ဆာခံထားတဲ့စော်ဘွားဖြစ်တဲ့ဆန်းနုံဆိုင်ဆိုတဲ့စော်ဘွားရဲ့သမီးရော်ဖြစ်တဲ့နန်းစောကသူ့ဖေပိုင်ဆိုင်သမ ्या ကိုသူတယောက်တည်းဆက်ခံခွင့်ရခဲ့တယ်အဲဒီချိန်ဦးမင်းကျော်က ကိုမျိုးရှင်ကိုလှုပ်ကြမှုခွန်ချိုခွန်တောင်ဆေးလုခဲ့တယ်။ခွန်ချိုခွန်တောင်ကလည်းသူတို့မွေးစားဖေးကိုမျိုးရှင်ကိုတွေ့တော့မတက်ရဘူး။အဲဒီမှာကိုမျိုးရှင်ကတစ္ဆာဆိုပြီးသူဦးကောင်းတော်ဦးသာကိုယ်တိုင်ဖြတ်ခဲ့တယ်။အိမ်နောက်ပိုင်းကိုမျိုးရှင်နဲ့ဆက်နွယ်တဲ့လူမှန်သမျှလက်ဆတုံးတက်ပြတ်ခဲ့တယ်။နန်းစောရဲ့ဖေးကသူ့ပိုင်းနဲ့ပစ္စည်းတွေကိုသူ့လူယုံနေနဲ့နန်းစောစီလွှဲပေးရင်းနဲ့သူကိုယ်တိုင်တက်သေးခဲ့တာ။နန်းစောလည်းပစ္စည်းရည်နဲ့တိတ်ဆောင်ရင်းဒီတတိကုန်းနောက်ရွာကတောင်ကုန်းပေါ်မှာပုန်းခွန်ရည်နဲ့ သူ့ပစ္စည်းတွေကိုဆွဲပြီးတိုင်တန်းရှင်ဘုရားကိုရောက်ခဲ့တာဆရာဘလို့ဒီเจ้าနေတိရလဲလောကီကိစ္စတွေကြောင့်ငါအကုန်တိရပေါ့တက်ခါရဘာလို့တိလဲဆိုတာတနေ့မှမင်းကိုယ်တိုင်တိလာမှာပါကဲပြောနေရင်ရှောက်လာတာတောင်ကုန်းပေါ်တော့ရောက်လာပါဦးကောလားကဲတက်ခိုင်းဒီချိန်မှာမင်းရဲ့အကူအညီကိုလိုတယ်ဟောဟိုမှာရာဇမတ်တွေကထားတဲ့အလဲမှာတဲထားတဲ့ကတော်ဝဲတွေလားအဲ့ဒီကတော်ဝဲကိုရာဇမတ်အပြင်ကန့်ထုံးလိုက် ကျန်တာနန်းစောဆက်လုပ်လိမ့်မယ်။ဆရာသူတို့မှလူတွေအများကြီးပဲ။ယာစမန်းကွက်တယ်မရောက်ခဲ့ကျွန်တော်ခေါင်းကျင်နေပါအောင်မယ်။ကျွန်တော်တို့ကစုံကုတ်ဝေတရေတွေနဲ့ပဲကြုံခဲ့ဘူးလား။ခုလိုလူတွေနဲ့ဆိုတော့ဖြစ်ပါမလား။တက်ခိုင်းမင်းကသွေးကြောင်မလားကွ။မင်းလုံနေဟိုမှာတိုက်တကားပွင့်သွားရင်သာသနာအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ယတနာတွေဆုံးရှုံးရတော့မယ်။ငါကလော်ကီကိစ္စတွေကိုယ်တိုင်ဝင်မလို့ရအောင်။ဒါကြောင့်မင်းကိုလှောက်ခိုင်းတာ။ထို့စဉ်ပိတ်ဖြူဝစ်ထားတဲ့ပုံကိုကြီးက ရာဇမတ်ကွက်ထဲကနေတိတ်လုံးတရွှန့်ရွှန့်နဲ့မြေပြင်ပေါ်ရိုက်နေပါလား။ငိုယိုတန်နေအတနာခန့်တန်နေနာကျင်စွာအော်ဟေးတန်နေကိုတက်ခံအတိုင်းသားကြားနေမိရဲ့။အဲဒါကြောင့်မိမိချင်းကြံခဲ့တဲ့တမထအအောင်စူးစီးပြီးကြည်လိုက်ရ။ကလေးလူငယ်လူရွယ်မိမယောက်ျားအလုံးစုစုပေါင်းအယောက်20လောက်ရှိမယ်။ချီမန်ကွင်းလက်ပြန်တုတ်ခံထားပြီးသူတို့ရဲ့အရှိဆုံးမှာတော့စပင်းဖြူဖြူအဖိုးတရဒူးထောင်းလျက်ရှိနေတာတွေ့လိုက်ရတယ်။ထို့စဉ်တိုက်ဆရာလို့သူကအဖိုးကြီးတိုက်တကားမဖွင့်သေးဘူးလား။ မလုတ်ပါနဲ့ဆရာရဲ့ဒါကနောင်ပွေးမဲ့ဖရာကိုလှူမလို့ရည်စူးထားတာပါဆရာတို့တို့ချင်းအနေချင်းယူသွားပါမရအောင်မစက်သေးရောက်နေရဲ့အသားတော်လွတ်တာမခံနိုင်ဘူးဒီလောက်ပြောမရလဲမင်းငယ်သားတွေနာကျင်တာထိုင်ကြည့်အောင်ပေါ့ကဲကွာအမလေးအဘရေကဲပါအောင်အဘရေညီတို့နာနာပြီထို့စဉ်တည့်ရတည်းရဲ့တစုံတယောက်ပြေးလာနေတယ်တိုက်ဆရာနဲ့အပေါင်းပါရင်ရုတ်တရက်ကြောင်နောင်နောင်ဖြစ်သွားတော့လေဟိုမှာလူး ထိန်းကြစမ်းစီးပေါင်ရင်အားလုံးသိကုန်မယ်တိုက်စရာရဲ့အလံတကြားအော်တန်းကြောင့်ရုတ်ရုတ်တဲတဲဖြစ်ကုန်ကြတယ်သို့တော်နောက်ကျသွားပြီတက်ခရဲ့ကံကြက်တွေမှကရော့ဝဲရပြန့်ကျဲကုန်ပြီထို့စဉ်ဟဟဟငမိုက်တာလောဘတာရီငါတို့နားချင်းအောင်လှုပ်တဲ့သူတွေတေးကြစမ်းတေးကြစမ်းဟာရေတွေရေတွေတောင်ကြရေတွေပြေးဟေးပြေးတိုက်စရာရောအပေါင်းပါတွေပါတောင်ကြရေတွေမျောကုန်တော့တယ်ကူဟကူဟထိုစဉ်တက်ခရဲ့ မြေကြီးပေါ်လှိမ့်နေတဲ့တိုင်တူးဖွဲ့တွေကိုကြည့်ပြီးဟဟပပရှိမိရဲ့ဘာလို့ဆိုသူတို့ကူနေရရေပြင်းမဟုတ်ပဲမြေကြီးမှာဖြစ်နေလို့ပဲထို့စဉ်တိုက်ချော့အဖိုးနဲ့တကွတိုင်နန်းရှင်နန်းစောတို့ကအောင်မြတ်တော်တိုင်နန်းနဲ့ခေါ်ခဲ့ကြတယ်တောင်နရနှစ်ခုပွင့်ထွက်သွားတာနဲ့အထဲမှာမျက်စိချိန်လာအောင်လင်းထိန်နေတဲ့မနန်းစောတိုက်ကိုတက်ခိုင်မြဝါတင်တင်တွေ့လိုက်ရတယ်ကြောက်တဲ့ဗဒံများရိယာစရွှေငွေအစုံတိုင်နန်းထဲမှာပြည့်နှက်နေတယ်အောင်မြတ်တော်လည်းတိုက်ချော့အဖိုးနဲ့စကားနှဲငယ်ပြောပြီး မနန်းစော်မိပါတွေကြောင့်သူတို့တိုက်နံမပြတ်စီးရတာဖြစ်တဲ့အတွက်ကျေးဇူးဆက်တဲ့အနေနဲ့ရွှေငွေကြောက်တံပြံများတထုပ်ပေးလိုက်လေရဲ့မနန်းစော်ကတော့သူတို့ရဲ့တိုက်နံကိုလုံခြုံတဲ့နေရာပြောင်းရှိတော့မှဖြစ်တဲ့အတွက် သူမိပါတွေကိုအခွင့်အခါကြုံမှလာတွေ့နိုင်တော့မှဖြစ်ကြောင်းပြောခိုင်းခဲ့လေတယ်။အောင်မြတ်တာတို့လည်းရွာထဲပြန်ဆင်းလာပြီးပေးရလိုက်တဲ့ပစ္စည်းတွေကိုမနန်းစော်မိပါတွေလက်ထက်အကရှေးဆက်မဲ့ခရီးတစ်ခုကိုထွက်ခွာခဲ့ကြတော့တယ်။ညာဘက်ညာဘက်တွေဆိုရင်တတိကုန်းရအနောက်ဘက်တောင်ကုန်းမှာ မီးရောင်တထိတ်ထိတ်နဲ့တိုင်နှံပြောင်းရွှေ့နေကြတာကိုတရွာလုံးမြင်တွေ့ရပါတော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးစရာဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့မနန်းစောတိုင်းဆိုတဲ့ဇာတ်လမ်းကတော့ဒီမှာရိမဲ့ပြီးဆုံးပါပြီ။ဇာတ်လမ်းလေးကိုအားပေးခဲ့တဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကျေးဇူးတင်ပါတယ်ရှင်။